မင်္ဂလာပါဒီတကူကတော့ gender marketing နဲ့ဒါကတဲ့ marketing သဘောတရားနဲ့လည်းနည်းနည်းဆိုင်ပါတယ်ယောက်ျားတွေဟာမိန်းမတွေကိုမနှိမ်ချတော့လဲသူတို့ကိုသူတို့အမြဲဆွတ်တင်နေကြတယ်အမြဲ promote လုပ်ကြတယ်ရန်ဖြစ်ရင်တောင် ခက်တီတီနဲ့ဟဲ့အောင်မင်းယောက်ျားစကားပြောဆိုပြီးတော့ဖျဲပစ်လိုက်တာ ရှန်သူကိုမင်းလဲယောက်ျားငါလဲယောက်ျားဆိုတဲ့ atmosphere တစ်ခုကိုလှမ်းပြီးတော့ပေးလိုက်တယ်တဲ့တိတ်ခါတစ်ခုတည်ဆောက်ပါတယ်ဒါဟာမိမတွေကိုနှိမ့်ချတာမဟုတ်ဘူးကိုယောက်ျားချင်းပဲချိန်မှမစူထမစင်းသင့်တဲ့ဒန်းတစ်ခုရှိရမယ်လို့တတိပေးထိမ့်သိမ့်တာတာဖြစ်ပါတယ်မိမချင်းရံဖြစ်ရင်စပင်ဆွဲဆောင်ပေမဲ့ယောက်ျားချင်းရံဖြစ်ရင်ဘယ်တော့မှ ခွာကြဘူးမကံပါဘူးမိန်းကလေးတွေလည်းမိမချင်းချင်း နှိမ်ချတဲ့အကော်ဝေါ်မျိုးဘယ်သူအပေါ်မှာမှမတုံနှုံးတင်ဘူးမိမလိုမိမရမိမကျင့်မိမကျန်မိမညံဆိုတာတွေကိုနှိမ်ချတဲ့သဘောနဲ့အတုံးမပြူချတင်ပါဘူးကိုရှိလာတုံးနေလို့ရှိရင်လည်းလက်မခံကြပါနဲ့ဗျာတဲ့ကုံကုံပြောရလို့ရှိရင်စနိုက်ကျော်မှဆိုပြီးတော့ဝိုင်းပြီးမပလိန်ကြပါနဲ့တဲ့တစ္ဆာမရှိတဲ့အကျော်ခံတဲ့သကောင်သားကိုသာမြ мян ဝိုင်းလော်တာမျိုးလုပ်ကြပါတဲ့အာမိခင်စိတ်အမိနိုင်ငံ မိမမြင့်စတဲ့မတဘာဝ positive အတုံးတွေအများကြီးရှိပါတယ်။အဲ့ဒါတွေကိုများများယူပြီးသုံးနှုန်းနဲ့အကျင့်လေးလုပ်ပေးကြပါ။ကျွန်တော်တို့ယောက်ျားတွေတီထွန်ထားတဲ့အသုံးနှုန်းတွေကိုကြည့်ပါလား။မဟာပုရိသတဲ့ယောက်ျားကတိတဲ့ယောက်ျားတကွန်နဲ့အထီးတဲ့တီတီမမတဲ့ပြီးရင်မိမအချင်းချင်းရှိတတ်ကြတဲ့ emotional connection နှွေးထွေးနားလည်မှုပေးတာလည်းပေးပါ။ ချောင်ချလေးတဲ့ဆက်ဆံရေးကို အကြံပေးကြရမှာလဲရစ်ပစ်လိုက်တို့အချော့ခိုင်းတို့စိတ်ကောက်ပစ်လိုက်တို့အဲ့လိုအဲ့လိုမျိုးတွေကြီးပဲမလုပ်ကြပါနဲ့တဲ့ဒါတွေကကြတော့ကိုမျိုးနွယ်ကိုစိတ်ပြက်ဖွဲရဖြစ်စေပါတယ် Human Right ကြီးဖီအိုနီယာမှာမဟုတ်ပါဘူးအမျိုးသမီးတွေရဲ့ image ကိုလည်း branding လုပ်ကြဖို့လိုတယ်မဟုတ်ဘူးလားတဲ့တစ်ချက်စဉ်းစားကြည့်ကြည့်ပါနော်